စီစီရပြည်အောင်စစ်ချက်ခံရေးနေ့ဒီပါတီဌာနချုပ်ပါတီအောင်နိုင်ရေးဆိုင်ကုပ်ဦးလီရှိမင်္ဂလာကံတော်စတင်ဖို့ရကြောင်းကြီးညာအပ်ပါစီအနာကဲမှာဗျာကျွန်တော်တို့ပြည်အောင်စစ်ချက်ခံရေးနဲ့ပြည်သူ့ပါတီကိုစားပြုတွတ်တော်ကိုလည်းညှိနှိုင်းတယ်ပါတီများအားလုံး အာရင်တစ်တည်းနဲ့ပြည့်မောက်နေတဲ့ဒီနေ့မနေ့ကမှစိတ်ချမ်းသာပူကြမ်းမှအေးချမ်းအောင်မြင်ကြပါစေလို့ဆုမကောင်းတောင်းပါရယ်ကျွန်တော်နိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့ကစပြီးပါတီစုံဒီမိုကရေစီဖွေဖွေရွေးကောက်ပွဲကြီးကိုစတင်ကျင်းပတော့မှာဖြစ်ပါတယ်ဒီမိုကရေစီစနစ်ကိုပေါ်ဆောင်ရမှာရွေးကောက်ပွဲဆိုတာ အဖြစ်မနေဖြတ်တန်းရမယ်မှတ်တိုင်ခုဖြစ်ပါလေဒီရွေးကောက်ပွဲကြီးကိုလွတ်လပ်မျှတပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်နိုင်ငံတော်ကတောင်ဝင်ရှိဖွဲ့စည်းအသီးသီးကနိုင်ငံတကာအတိတ်သက်တည်းရဲ့ရှင်းပေါ်မှာဆောင်ရွက်သွားမှာဖြစ်လို့ဒီရွေးကောက်ပွဲကပေါ်ထွက်လာမဲ့ညလာဟာလေတရားဝင်မှုလက်ချက်ကမရှိရှိစေပါဖြစ်ပါလေ တွတ်တော်ကိုယ်စားလှယ်ကြီးများနဲ့ပါတင်ကြပါဗျာ2025ခုနှစ်အောက်တိုဘာလ28ရက်နေ့ကမနေ့6နိုင်ကစပြီး2025ခုနှစ်ဒီဇင်ဘာ26ရက်နေ့ည7နိုင်အထိကာလဟာတရားဝင်မဲဆွယ်စည်းရုံးတွေပြုထားတဲ့ကာလဖြစ်ပါတယ်ကျွန်တော်ပါတီဟာဥပဒေကိုလေးစားလိုက်တာပြီးစီစနစ်ပေါင်းတွင်းမှာ တိတ်ခါရှိပါဓာတ်ကြီးဆောင်နေတဲ့အဖွဲစုကြီးဖြစ်တာကြောင့်မဲဆွယ်စည်းရုံးမင်္ဂလာတွင်မှာပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကချမှတ်ထားတဲ့ဥပဒေဤဥပဒေအမိန့်ညွှန်ကြားချက်ဆောင်ရမ်းဆောင်ရမ်းလေးကိုတိကျစွာလိုက်နာပြီးမဲဆွယ်စည်းရုံးလုပ်ငန်းတွေကိုဆောင်ရွက်သွားရမှာဖြစ်ပါတယ်ပြည်တော်စုတက်ခိုင်းရေးနဲ့ပြည်သူ့ပါတီအော် မြင်သာချင်းကြောက်ရောက်ပြီဖြစ်ပါရဲ့ပါတီအောင်နိုင်ရေးဆိုင်ကအားရဲချုပ်ပြဖွင့်ပြပေးပါရင်ရေးစွာစွာပန်ကြားအပ်ပါလိမ့်ရှင် င်းစင်ရောလေးမှာလမ်းမစတဲ့လုံမှာပြည်နေတယ်။ဆက်လက်ထားတယ်။ဘာလို့ဒီလိုလဲ။ရေချေဝေချေကတော့ရှင်းနေတယ်လို့။ဒီလို

ပြည်တော်စစ်ချက်နိုင်ရေးပြည်ထောင်စုပါတီဌာနစီစဉ်များကိုချုပ်ပြည့်ဖက်စားတင်ပြသွားမှာဖြစ်ပါတယ်။ဒါကတော့စီစဉ်ပြုနေခြင်းဒီမှာပြုလုပ်သွားမှာဖြစ်ပါတယ်။ဒီလိုကောင်းကြီးအပြင်းပြန်မှမလို့